ဆက်ရှင်နှစ်ရွယ်သားရှိသေးပေမယ့်ကွယ်လွန်သူတွေနဲ့ဆက်သွယ်ပြောဆိုနိုင်ပေတပည့်ပေါင်းများစွာရဲ့အဓိပတိဖြစ်လာခဲ့တဲ့ဆရာအုပ်ကကျော်အာလုံးမဲမင်္ဂလာပါဆယ်လီတိုင်းနူဘေးကနေပြန်လည်ကြိုဆိုလိုက်ပါရီဗရနာတရားကဘယ်ချိန်မှဖြစ်လာမေဆိုတာဘယ်သူမှကြုံမသိနိုင်တာကြောင့်ရုတ်တရက်ကွယ်လွန်သွားသူတွေရှိပါရီမိသားစုနဲ့ချက်ချင်းခွဲခွာသွားရပေနှုတ်ဆက်စကားလေးတောင်မှမပြောလိုက်ရတဲ့အခါကျင်းရစ်သူတွေကကွယ်လွန်သူတွေနဲ့ဆက်သွယ်စကားပြောဆိုခြင်းကြပါရီဒီလိုပြောနိုင်ဖို့အတွက်ကြားခင်ဆက်သွယ်ပေးနိုင်သူကတော့အသက်၁၈နှစ်ရွယ်သားရှိသေးတဲ့ဆရာအုပ်ကကျော်ဖြစ်ပါရီ ကျော်တဲ့ရွယ်လေးသားရှိသေးတယ်ဆရာဦးကကျော်ဟာ ကိုသိန်းချိုင်းအောင်ထားသူတရားဖြစ်ပြီးတော့ဝိညာဉ်ဟောတဲ့တက်တန်းကတော့ကိုနေရှိသွားပါပြီ။ကလေးရွယ်ကလေးကထူးခြားတဲ့ရှာရီနဲ့ကြည်ပြန့်လာခဲ့ပြီးကိုနေရွယ်မှာတုတ်တန်တွေကိုသွားကကျင့်စဉ်တွေကျင်းပါရီ။ကျင့်နေရင်လည်းတုတ်တန်ရှင်မကြီးကဖြတ်သွားတာကိုတွေ့လိုက်ရပြီးမင်းနဲ့နာနဲ့ယူလိုက်ရပါရီ။အဲ့ချိန်ကနေစတင်ကမြင်နိုင်ကြားနိုင်သွားခဲ့ပြီးတော့အခုလိုဝိညာဉ်ဟောလာနိုင်ခဲ့တာပါ။ဆရာဥကကျောင်းကကွယ်လွန်သူရောက်နေတဲ့နေရာတွေပြင်ဖြစ်ကျင်တဲ့ဆန္ဒတွေပြောကျင်တဲ့စကားတွေကိုလည်းကျင့်ရသွင်မိသားစုနဲ့ဆက်သွယ်ပေးပါရီ။ဒါကြောင့်ကွယ်လွန်သူမိသားစုတွေကဆရာဥကကျောင်းထံမှာအားကိုးတကြီးနဲ့လာရောက် င်မင်းမြန်ကြရပြီးအယမ်းမှန်နေတာကိုလည်းသိလိုက်ရပါသည်။ဒါပေမဲ့ဆရာဦးကကြော်ကဝိညာဉ်ဟောရီကိုမကြာခဏဟောလို့မရှိပေမှုန်ကင်းနဲ့သက်ဆိုင်ပြီးတော့ အဖြစ်မှန်ကိုပေါ်ပေါက်ဖို့လွယ်တဲ့ຢာတွေကိုပဲဟောပြောပေးတတ်ပါရည်။ဝိညာဉ်ဟောတွေကိုမကြာခဏဟောရင်ဟောသူကလည်းအသက်တိုတတ်တာကြောင့်အရေးတကြီးလိုအပ်နေသူတွေကိုကူညီလေးရှိပါရည်။ဆရာကကျော်ကတေစာဒရခိုင်းတော်ရဲ့အကြီးကဲတယောက်ဖြစ်ပါရည်။သူမှာတပည့်ပေါင်းများစွာလေးရှိပါရည်။တပည့်ပေါင်း90နီးပါးကသူ့ထံမှာပညာသင်ကြားနေပြီးတော့တပည့်တွေထဲမှာအဖေရွေအဖိုးရွေတွေလည်းပါဝင်ပါရည်။ဆရာကကျော်ကဆရာစာမချက်မဲနဲ့သင်ကြားပေးတာကြောင့်အဖေရဲ့အဖိုးရွေအမေရဲ့အဖွားရွေတွေကလည်းသူ့ရဲ့ပညာကိုကိုလေးစားကရှ िख ိုးကြတော့ကြပါရည်။ ောက်ကကြောကဝိညာဉ်အဟောကိုရယုံမကပဲကွင်လုံမိတ်ဆက်ကိုလည်းတိကျသိနိုင်နေဆိုပြီးတော့နမေကြီးပါသေးတယ်။ဒါတွေမကသေးပဲနဲ့အချိန်တိုင်းကိုယ့်ကိုသတိရနေအောင်ကိုကလွဲပြီးတော့ဘသူ့ကိုမှမချင်အောင်စီရင်နေကိုလည်းလုပ်ပေးတတ်ကြအောင်အချိန်ရင်းမှာစင်မပြေသူတွေအတွက်လည်းအားကိုးစရာဖြစ်ပါတယ်။ဒီလိုစီရင်ကလိပ်ပြာကိုချုပ်လိုက်တာဖြစ်ပြီးကဝေတက်နဲ့ဖန်ဆားလိုက်တာကြောင့်ထိရောက်တဲ့နီးလန်းလို့ဆိုပါတယ်။အိမ်တော်ရေးဖောက်ပြန်သူတွေအတွက်လည်းအကွဲစီရင်တွေလုပ်ပေးနိုင်လို့ဆရာဦးကကြော်တယ်မှာတော့အားကိုးတကြီးလာရောက်မိမြန်သူတွေကတန်းစီနေပါတယ်။ဆရာဦးကကြော်ရဲ့နီးလန်းတွေကအောက်လန်းအတက်ဖြစ်နေတယ်ဆိုပြီးတော့အချို့ကတော့ တော့သဘောမကျကြပါဘူး။ဒါပေမဲ့ခက်ခဲကြုံလာတဲ့အခါမှာညှုံလင်းချက်လေးတစ်ခုပဲရရ စိတ်သက်သာရာလေးရသွားကြတာကြောင့်ဆရာဥကကျောင်းထမလာရောက်မေးမြန်းပြီးတော့စီရင်နေလို့ကြပါရီအသက်၁၈နှစ်ရွယ်သားရှိသေးတဲ့ဆရာဥကကျောင်းဟာအထက်လဲနေမောပညာပြီးငလင်မလုပ်အောင်လို့ငလင်ဘေးကအစီရင်ကိုလည်းလုပ်တတ်ပါသေးတယ်မြို့ရွာတွေမှာငလင်ဘေးမကြရအောင်သူ့ရဲ့ပညာနဲ့ကာဝယ်ပေးနေတာကြောင့်သူ့ထက်မှာတပိတ်ခံကျင်သူတွေကလည်းများပြားပါရီအသက်၁၈နှစ်ရွယ်သားရှိသေးပေမဲ့လည်းပညာကတော့မသေးတာကြောင့်ပညာခံယူလို့သူတွေနဲ့အစီရင်ပြုလို့လို့သူတွေရဲ့ယုံကြည်မှုရရှိလာပါရီဆရာဥကကျောင်းဟာဒေသတရခိုင်းတော်ရဲ့ကြီးကဲဖြစ်နေလို့အစီရင်များစွာကို လေးတကြွမ်းထားပါရီသူရဲ့ဟော့ကန်ကိုတော့ရှေ့တကုံမြို့နယ်မှာဖွင့်လှစ်ထားပြီးတနင်္ဂနွေတရက်ထဲသာဖွင့်တဲ့ဟော့ကန်ဖြစ်ပါရီစေကျော်တက်ရွှဲသားရှိသေးပေမဲ့လည်းပညာကတော့မသေးတာကြောင့်ကွင်းလွန်သူတွေနဲ့ဆက်သွယ်ပြောဆိုနိုင်တဲ့ဆရာဥက္ကကျော်လိုပညာရဲ့ကိုပြည်သက်ကြီးရောယုံကြည်ရှိလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါဦးရှင်ကြီးစုပါပေးခဲ့ကြတဲ့အတွေ့အားလုံးကိုကျေးဇူးတင်ပါတယ်